Mobile Legends ဘမ်ဘမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါပြောင်းလဲမှုတွေကိုစောင့်မျှော်နေကြတဲ့ MLBB ပရိသတ်ကြီးတို့အတွက်ပြိုင်ပွဲအသစ်ဖြစ်တဲ့ Mobile Legends ဘမ်ဘမ် Super League ကတော့မကြာခင်ရောက်ရှိလာပါတော့မယ် MLS 2025 Season 1ပြိုင်ပွဲကြီးရဲ့ Champion အသင်းကတော့ဒုတိယအကြိမ်ဖြစ်အရှေ့တောင်အာရှပြင်ပနိုင်ငံဖြစ်တဲ့ Saudi Arabia နိုင်ငံမှာကျင်းပပြုလုပ်သွားမယ် MSC Ace Esports Open 2025ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပိုင်းပါ ဒီဗီဒီယိုလေးကနေတဆင့် MSN 2025 Season 1ပြိုင်ပွဲရဲ့အသေးစိတ်ပွဲစဉ်အချက်အလက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Tournament Timeline and Prize Pool Distribution MSN ကတော့ Match လာတရက်နေ့မှဂျွန်လ10ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Open Qualifier Regular Season Play-in နဲ့ Playoff Stage ဆိုပြီးအဆင့်၄ဆင့်ရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။သူချင်းငွေဖြစ်စုစုပေါင်း730တိတိကိုခွဲဝေချင်းမြင့်ပေးသွားမှာဖြစ်ပါတယ်။ tournament format အရှိမပြောခဲ့သလိုပဲ Amazon 2025 season 1ပြိုင်ပွဲကြီးကိုအဆင့်၄ဆင့်ခွဲပြီးရှင်မြန်ကစားသွားကြမှာပဲဖြစ်ပါတယ်ပထမဆုံးဖြစ်တဲ့ open qualifier ကိုတော့ match လာတရအနေနဲ့နှစ်ရက်နေတွေမှာ register ပြုလုပ်ထားတဲ့အသင်းပေါင်း256သင်းက64သင်းစီပါဝင်တဲ့ bracket လေးခုနဲ့ရှင်ပြိုင်ကစားသွားခဲ့ကြတာဖြစ်ပြီးအသင်းအားလုံးတွေကမှထိတ်ဆုံးလေးသင်းဖြစ်တဲ့ Paladins, HUA Esports, Yangon Gladiators, Team 7အစရှိတဲ့အသင်းတွေက နောက်တစ်ဆင့်ဖြစ်တဲ့ regular season ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ regular season ကိုတော့ matchless 14ရက်နေမှာမေလ17ရက်နေ့ထိရှင်ပြိုင်သွားကြမှာဖြစ်ကာ direct impact လုပ်ထားတဲ့အသင်း၄သင်းဖြစ်တဲ့ Falcon eSport, Mythicy, Zeno eSport, AI eSport တို့နဲ့ open qualifier ကတက်ရောက်လာတဲ့အသင်း၄သင်းဖြစ်တဲ့ Paladins, HUA eSport, Yango Gladiators, Team Seven အစရှိတဲ့အသင်းတွေနဲ့ MESL ပြိုင်ပွဲကနေတဆင့်ဝင်ရောက်လာတဲ့ရန်လိချင်းအသင်းနဲ့ဒဂုံ University အသင်းနှစ်သင်း စုစုပေါင်း၁၀သင်းက Best of 3 format အသုံးပြုပြီးပတ်လည်ရှင်မြန်ကစားသွားကြမှာဖြစ်က Regular Season ပြီးဆုံးချိန်မှာတော့မပေးစရာရဲ့ထိတ်ဆုံး၈သင်းက Playing အင်းကိုတက်ရောက်ရှင်မြန်ခွင့်ရရှိမှာဖြစ်ပါတယ်။ Playing အင်းပွဲစဉ်တွေမှာတော့ Regular Season မှာရရှိကြတဲ့ Ranking အပေါ်မူတည်ပြီးတော့ Playing ပွဲစဉ်တွေကိုစော်ကစားသွားကြမှာဖြစ်ကမေလ24ရက်နေ့မှာတော့ regular season round 5အသင်းနဲ့ round 7နှစ်သင်းက play match 1အဖြစ်စတင်ရှင်မြန်ကစားကြမှာဖြစ်တယ်လို့ match 2ပွဲစဉ်မှာတော့ Grasses အသင်းနဲ့ Run 8ရရှိခဲ့ကြတဲ့အသင်းနှစ်သင်းကတွေ့ဆုံကြရမှာဖြစ်ပါတယ်။ပြီးရင် match 1နဲ့ match 2နှစ်ပွဲကိုတော့ best of 3 format နဲ့ရှင်ပြိုင်သွားရမှာလည်းဖြစ်တယ်လို့ရှင်းနေတဲ့နှစ်သင်းကလည်းပြန်ပွဲကနေထွက်ခွာရမှာပဲဖြစ်ပါတယ်။ Winner of match 1အသင်းနဲ့ regular season run 4နှစ်သင်းဟာ play match 3အဖြစ်ဆက်လက်ရှင်ပြိုင်ကစားကြရမှာဖြစ်တယ်လို့ ေလ25ရက်နေ့မှာတော့ match 4အဖြစ် regular season round 3အသင်းနဲ့ winner of match 2အသင်းတွေကရှင်ပြိုင်သွားကြမှာဖြစ်ကစိတ်မကောင်းစွာနဲ့ပဲရှုံးနေတဲ့နှစ်သင်းကပြိုင်ပွဲကနေထပ်မံထွက်ခွာမှာဖြစ်ပါတယ် match 5နဲ့ match 6ပွဲစဉ်တွေမှာတော့ winner of match 4အသင်းနဲ့ winner of match 3နှစ်သင်းက regular season round 1အသင်းနဲ့ round 2အသင်းတွေနဲ့ထိတ်တဲရှင်ပြိုင်ကစားမှာဖြစ်ကရှုံးနေတဲ့နှစ်သင်းအနေနဲ့ playoff အဆင့် lower bracket ကိုရောက်ရှိမှာဖြစ်ပြီး အနိုင်ရရှိတဲ့နှသိန်းက Apple Bracket အဆင့်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ play match 1နဲ့ match 2ပွဲစဉ်ကလွဲပြီးကြံပွဲစဉ်အားလုံးကိုတော့ best of 5 format နဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။နောက်တစ်ဆင့်ဖြစ်တဲ့ play off အဆင့်ကိုတော့ဂျွန်9ရက်နေ့နဲ့10ရက်နေ့တွေမှာကျင်းပသွားမှာဖြစ်ကာ9ရက်နေ့မှာတော့ match 7အဖြစ် play နောက်ဆုံးပွဲစဉ်များမှာရှုံးနိမ့်ခဲ့ကြတဲ့အသင်းနှစ်သင်းတွေ့ဆုံမှာဖြစ်လို့ match 8အဖြစ်အနိုင်ရရှိခဲ့တဲ့အသင်းနှစ်သင်းကထိတ်တိုက်ရှင်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်။ ဂျွန်ခွန်ရီးယန်းနေ့ပွဲစဉ်တွေကိုတော့ best of 5 format ကိုအသုံးပြုပြီးရှင်ပြိုင်သွားကြမှာဖြစ်ကာဂျွန်ရှီယန်းနေ့မှာတော့ match 9အဖြစ် winner of match 7အသင်းနဲ့ loser of match 8အသင်းက best of 5 format နဲ့ရှင်ပြိုင်သွားကြမှာဖြစ်သလို grand final ပွဲစဉ်ကြီးကိုတော့ winner of match 9နဲ့ winner of match 8အသင်းအသင်းက best of 7 format ကိုအသုံးပြုပြီးတော့ champion title ကိုတိမ့်ပိုက်နိုင်မှုအတွက်ရီကုန်ရီခန်းရှင်ပြိုင်သွားကြရမှာဖြစ်ပါတယ် ကဲဒါဆိုရင်တော့မြန်မာနိုင်ငံရဲ့ထိတ်တန့်သိနေကြရတဲ့စိန်ခေါ်မှုအသစ်တွေဖြင့် League System ဖြစ်တဲ့ Regular Season ကိုပါ2021ခုနှစ်နောက်ပိုင်းပြန်လည်မြင်တွေ့ရမယ့် MSN 2025 Season 1ပြိုင်ပွဲကြီးရဲ့ပြိုင်ပွဲပုံစံကိုအသေးစိတ်သိရှိသွားကြမယ်လို့မျှော်လင့်ပါတယ် MSN 2025 Season 1ပြိုင်ပွဲကြီးရဲ့နောက်ဆုံးချန်ပီယံဘယ်အသင်းဖြစ်လာမလဲဆိုတာကိုတော့ပြိုင်ပွဲကြီးရဲ့ Live Stream တွေမှာလာရောက်ကြည့်ရှုရင်ခုန်ကြဖို့အတွက်ကြိုတင်ဖိတ်ခေါ်အပ်ပါတယ်